Miss Universe ပွဲကအလားမယ်တွေကို online casino ကြော်ညာမှုနဲ့ထိုင်းရဲကဝယ်ရောက်စစ်ဆေးခဲ့ပြီး အလားမယ်တချို့နဲ့ပါပြဿနာဖြစ်ခဲ့တဲ့ MGI ရဲ့အမှုဆောင်အရာရှိချုပ်နဝံမင်္ဂလာပါပရိသတ်ကြီးရှင်ဒီနေ့နိုဝင်ဘာလ၄ရက်နေ့မှာထိုင်းရဲတပ်ဖွဲ့ဟာမဲဆက်ကြဝလာ Miss Universe အဖွဲ့ကို online casino လောင်းကစားဝိုင်းတွေကို မြင့်တင်ကြော်ညာခဲ့တဲ့ဆွဆွဲချက်နဲ့ဝယ်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ် ဒီဖြစ်ရက်မှာ Miss Grand International MGI ရဲ့အမှုဆောင်ရရှိချုပ်နဝက်ကသူ့အဖွဲ့အစည်းကလုံးဝပတ်သက်မှုမရှိကြောင်းအတည်ပြုပြောကြားလိုက်တယ်လို့လည်းသိရပါတယ်။မကြသေးမီကထိုင်းရဲတပ်ဖွဲ့ဟာ2025ခုနှစ်မေဆက်ကြဝလာ Miss Universe ပြိုင်ပွဲရဲ့အငင်းပွားပွဲရာကြော်ညာမြင့်တင်မှုတစ်ခုကိုစုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲဝင်တွေဟာသူတို့တဲခိုရာနေရာမှာ online casino များကို ထောက်ခံအားပေးကြောင်းရှိုက်ကူးခဲ့တယ်လို့ဆွဆွဲခံခဲ့ရတာဖြစ်ပါတယ်။ ဒီလိုလှုံ့ဆော်မှုဟာထိုင်းဥပဒေအရလုံးဝတရားမဝင်တဲ့လုပ်ရပ်ဖြစ်ပါတယ်ဒီကိစ္စကြောင့်ပြည်ပွဲချင်းပါရနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ဂုံတိတ်ခါကိုပါတိတိသာသာထိခိုက်စေတယ်လို့လည်းဖော်ပြထားပါတယ်။အဆိုပါပြည်ပွဲရဲ့လုံခြုံရေးအဖွဲ့ကိုစေနာရှင်ပြည်သူတွေကသတင်းပေးအကြောင်းကြားခဲ့ပြီးတဲ့နောက်ရဲတပ်ဖွဲ့ဟာချက်ချင်းဆိုသလိုရောက်ရှိလာကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Miss Grand Danishin နဲ့ MGI ရဲ့အမှုဆောင်ရရှိချုပ်နဲ့84ကြိမ်မြောက် Miss Universe Thailand MUT စီစဉ်ကျင်းပရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်သူ network ကိုတနင်္လာနေ့မှာဝက်ဖျားခရိုင်ရဲစခန်းကိုတက်သေးထွက်ဆိုဖို့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။အဲဒီမှာ network က Miss Grand Danishin ရဲ့အနေနဲ့ online casino ကြော်ညာမှုတွေမှာလုံးဝပတ်သက်မှုမရှိကြောင်းအတည်ပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Miss Universe Thailand စီစဉ်ကျဲပါရေးကော်မတီကအခုလိုမျိုးစာတစောင်းထုတ်ပြန်ခဲ့ပါတယ် Miss Grand International Public Company Limited အနေဖြင့်84ကြိမ်မြောက် Miss Universe Thailand ပြိုင်ပွဲအတွင်းမကြသေးမီကဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့်ပတ်သက်၍အများပြည်သူတို့အသိပေးအပ်ပါသည် Miss Universe Organization MUO အဖွဲ့မှ၎င်းတို့၏ sponsor တစ်ခုဖြစ်တဲ့ online casino နှင့်ဆက်စပ်နေသောလုပ်ငန်းကိုမြှင့်တင်ခဲ့ကြောင်းကျွန်ုပ်တို့သိရှိရပါသည် ရင်းလုံဆောင်မှုဟာထိုင်းဥပဒေအရတင်းကျပ်စွာတရားမဝင်ကြောင်းဖော်ပြအပ်ပါသည်84ချိန်မြောက် Miss Universe Thailand ၏တရားဝင်အင်ရှင်ဖြစ်သည့် Miss Grand International Public Company Limited သည်အဆိုပါလုံဆောင်မှုများသို့မဟုတ် online casino နှင့်သက်ဆိုင်သောမြေတီကြော်ညာပုံစံမျိုးတွေမှာလုံးဝပတ်သက်မှုမရှိပါကြောင်းရှင်းလင်းပြောကြားလိုပါသည်။ရင်းမြင့်တင်မှုကို Miss Universe Organization MUO မှသာတဦးလဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်ဟုရှင်းသားဖော်ပြထားတာလည်းဖြစ်ပါသည်။